ိုင်းမှာရောက်နေတဲ့ဟိုစီတူအဲကောအဲကောအွန်လိုင်းပေါ်နဲ့တက်ပြီးတော့တခါတည်းဟိုအားရပါးရပြောနေကြထိုင်းနိုင်ငံမှာအခြေစိုက်ပြီးတော့မြန်မာနိုင်ငံရဲ့အကြမ်းမြန်မာနိုင်ငံမှာအကြမ်းဖက်လှုပ်ရှားမှုတွေလုပ်တယ်မကြတဲ့ကရပိုင်းကဟိုရေဘလူးလိုမျိုးအကြမ်းဖက်သမားကိုတွားပြီးတွေ့ဆုံမှုလုပ်တယ်အဲ့တော့ဒီကောင်ကအကြမ်းဖက်မှုတွေကိုအားပေးလုံဆောင်ရတဲ့သူဖြစ်ပြီးတော့အကြမ်းဖက်သမားဖြစ်နေပြီဆိုတာမျိုးနဲ့ပတ်သက်ပြီးတော့ဒီကောင်အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အင်တာပေါ်ကနေတဆင့်ဖြစ်ဖြစ်ထိုင်းရဲတွေမှာဖြစ်ဖြစ်တွားပြီးတော့မြန်မာနိုင်ငံစံထိုင်းတန်ရောက်လို့ပြအမှုတော့ဖွင့်တယ်ဒါအကြမ်းဖက်ချက်ခွဲတွေကပြည်သူစစ်ကိုကြော်မြင့်နဲ့အခြားလောင်းတွေကိုဒါကားတုံးစီးနဲ့အစီအပြေလို့ဒါ ်အမြင်မတည့်တဲ့သူတွေကလောင်းနေတဲ့တုတ်တံမှာစွတ်ပြုံပြီးတော့ဒါသိမ်းကျိုးကဲရတဲ့အခြေအနေတွေလည်းရှိပါတယ်ဟိုင်းချရမီဝပီတူညီကိုမော်မာများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲချိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ16ရက်နေ့နေ့လယ်ပိုင်းဗီဒီယိုသဘောအနေနဲ့ဒီနေ့ခေတ်မှာနောက်ဆုံးအရှိထားတဲ့အိုးပြပြတော်လန်သတင်းတို့သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့တူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ် ကျွန်တော်တို့အရင်ဆုံးအနေနဲ့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေချစ်လိုက်ရအောင်နော်ပထမဆုံးတရင်တို့အနေနဲ့ကတော့ကချင်ပြည်နယ်ဖားကမြို့နယ်မော်စီစာကျွရဲ့တိုက်ပွဲမှာစစ်ကောင်စီရဲ့တပ်မ33ကဒုတိယစစ်ဦးစီးဖြစ်တဲ့သူတေဆုံသွားတယ်ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်မော်စီစာမှာတဆွဲထားတဲ့စခန်းကို KAI ကဝင်တိုက်တာ33တပ်မကဒုစစ်ဦးစီးတည်တယ်လို့ကြားပါတယ်ဆိုပြီးတော့မှကချင်စစ်ရဲ့တရင်မြစ်ကနေမြို့တော်မှာပြောဆိုထားတာဖြစ်ပါတယ်စစ်ကောင်စီအရဆိုရင်ဖားကမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာပြတဲ့နောက်ပိုင်းမှာဆိုတော့ပြည်သူ20ဦးထက်မနည်းကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့မှ မော်ဝမ်ကြီးနဲ့မော်ဝမ်လေးကြီးရတို့ကပြည်သူတွေဆစ်ဆောင်နေရပြတော့မှမော်ဝမ်လေးကကြေးရမှာဆိုတော့ဒီတက်ခံပြည်သူအချို့ပိမိနေတဲ့လေလို့လဲကျွန်တော်သိရတာပဲဖြစ်ပါတယ်။အခုဆိုရင်ဒီဖားကမြို့နယ်ကိုအလုံးရင်းနဲ့ပေါ့နော်စစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီနဲ့ပြည်စော်ရီတွေကိုကျွန်တော်ကြည်ရင်နဲ့ PDF ပုံတို့ပုံနဲ့ပြတော့ပြခန့်ရှင်းလင်းမှုတွေစစ်တိုက်ဆိုတော့လှုပ်ဆောင်နေတာမလို့စစ်ခွေးဘက်ကကြာဆုံးများနေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီတက်ပုံပြတော့ကောင်းမွန်တဲ့သတင်းတွေအသေးစိတ်ပေါ့နော်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ်အချမ်းဘက်စစ်ကောင်စီကနတ်စီဒီယံဝင်ထမ်းတွေကိုနိုင်ငံခြားကိုပညာသင်ဆေးလုပ်မှုတွေကိုတင်ကြပ်ကန့်သတ်ဖို့မိန့်ထုတ်လိုက်ပြီးတော့မှမြန်မာနိုင်ငံမှာတင်ချနိုင်တဲ့ဘာသာရေးတွေအတွက်ပြည်ပကိုတွားရောက်ဖို့စီစစ်ဖို့ညွှန်ကြားလာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နန်စီတဲ့ဝင်ထတွေကိုပြပွားကိုပညာတော်တင်ဆေးလို့တဲ့နေရာမှာစစ်ကောင်စီကဈေးအကျအခန့်ဆေးလို့ရမယ်ဆိုပါကမနာရေးဝင်ကြီးဌာနရဲ့အတုံးစီအစီအစဲချေရရှိပြီးမှသာကော်မတီကပညာတင်ဆေးလို့ရမယ်ဆိုပြီးတော့မှထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ပညာတင်ဆေးလို့တဲ့နေရာမှာဆိုရင်လဲဆေးလို့မဲ့ လမ်းစီတွေဝင်ထားတဲ့ရဆိုရင်ဝင်ကြီးဌာနကချမှတ်ထားတဲ့စီကားမူဝါဒလမ်းညွှန်ချက်တွေနဲ့ကိုင်ရတဲ့သူဖြစ်မှာဖြစ်ပြီးတော့မှကိုင်ရမှုရှိမရှိကိုလည်းစစ်ဆေးရမယ်ဆိုပြီးတော့မှကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒါပြင်ပညာတင်စလို့မှုတွေကိုလည်းလဆင်တလတစ်ချိန်စစ်ကောင်စီထံကိုအစီရင်ခံတင်ပြရမယ်ဆိုပြီးတော့မှ ပါရှိထားတာပဲဖြစ်ပါတယ်ဒီစကွေးတွေကတော့ဟုတ်ဆိုရင်သူတို့ချင်းချင်းတောင်းပါပေါ့နော်ပြန်ပြီးတော့မှထိုးချွေးမှုတွေလုပ်နေတဲ့ချိန်မှာသူတို့ကိုဒီပြန်ပြီးတော့မှအထုံးချမှုတွေရှိလာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်အခုဆိုရင် NaN Stadium တွေကိုပြန်ပြီးတော့မှတင်ချမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဘလိုပဲလို့လို့စစ်ကောင်စီအနေနဲ့ကတော့ကျွန်တော်တို့တော်လန်ပြည်သူတပ်ဖွဲ့ဝင်တွေရဲ့ပြောင်မြောက်လာတဲ့စစ်စွမ်းရည်တွေနဲ့သူခုဆိုရင်အလဲလဲကြာရှုံးမှုတွေစစ်တိုက်ဆိုလို့ကြုံနေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေ့ကိမိုင်မှာပထမဆုံးအနေနဲ့ကြက်မှာကတော့ရဲဘော် channel ကနေပြီးတော့မှ ်အမတ်3လေးလေးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီးပတာဆာလေးတွေသူတို့ဟာဆိုရင်ကြာဆုံများစွာနဲ့အစိုးလိုက်ပြုံလိုက်မြေမြုပ်တကြိုနေရတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်ရဲဘော်ရှင်းလေးဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော်အကြောင်းဖြစ်ခွဲကြတာရှင်းစစ်မျက်နှာပြင်နေမှာကျွန်တော်ဒါစစ်မှုထမ်းဖို့အတွက်ပေးပို့နေတဲ့အထဲတွေမှာခုနှစ်ရက်တင်နေမဲ့တတ်ထားရတဲ့ပြူတွေပြည်သူစစ်တွေပြီးတော့လုံခြုံရေးအမြီခံအချို့ငါစနူခုံမြောက်ဒီမြောက်ကောင်းနေပါပေးပို့တယ်ဆိုတော့တရင်ချက်လက်ကိုဒီနေ့ထပ်မှန်ပြီးတော့ပြရပါတယ် ဆိုတော့ရဲ့ပစ်စစ်တနံပြပြီးတော့စစ်တနံတက်ထားရဲ့ရဲကျေးလုံးလုံးရဲ့ပြည်သူစစ်တွေဟာအာမတာ၃လေးလေးတိုက်ပွဲကိုပို့ဆောင်ခံရတယ်အဲ့ဒီတိုက်ပွဲမှာညပြပစ်ဆုံးခဲ့တယ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီအိဆုံးတဲ့အလောင်းတွေကိုလည်းပဲဒီဂျီဝတ်ပေါ်ကိုဒါပြန်လဲတယ်ဆောင်ပြီးတော့ဆုလိုက်အပြုံလိုက်ဖြစ်တယ်လို့တင်းချူခံရတဲ့အခြေအနေတွေကိုကျွန်တော်ဒေတာခံကဒါပြပို့ထားရဆိုတော့သူတို့မိဘတွေအနေနဲ့ကတော့ ကိုသားသမီးတွေဒါကိုမိသားစုဝင်တွေတေရမတေရဆိုရင်ကိုနီကိုဟန်နေပဲဆောင်းဆန်းနေရတဲ့အခြေအနေရှိနေပါကြောင်းကိုလည်းကျွန်တော်တို့ထပ်မံပြီးတော့တသိထားရပါတယ်အဲ့ဒီမှာဒါအကြောင်းဖက်စစ်ခွဲတွေကပြည်သူစစ်ကိုကျော်မြင့်နဲ့အခြားလောင်းတွေကိုဒါပါသုံးစီးနဲ့အစီအပြေလို့ဒါအမြင်မတင်တဲ့သူတွေကလောင်းတဲ့တုတ်တန်မှာစွပြုံပြီးတော့ဒါတင်းကျိုးကဲရတဲ့အခြေအနေတွေလည်းရှိပါတယ် ဆိုတော့တည်ဆုံးတဲ့နေရာတွေမှာလည်းသူတို့ကသူတို့ပြည်သူစစ်ဒါမှမဟုတ်စစ်မှုတန်းစတဲ့အားဖြစ်ခေါ်ထားပေမဲ့ဒါတည်ဆုံးသွားတဲ့ရဲဘော်တိုင်းအတွက်အမိပြန်စားမဖတ်ပေးတဲ့အတွက်ကိုလည်းမိသားစုဝင်တွေကစစ်မကောင်းခင်နေကြတာပါအင်းဆိုတော့အသက်ရှင်တဲ့အချိန်မှာလည်းအသေးခံရတယ်အရင်ရှင်းမှာအသေးခံရတာကျွန်တော်ဖတ်စစ်ခွေးတက်ကကောင်းတယ်အခုပြည်သူစစ်ဆိုရယ်ကောင်းတယ်ပြီးတော့လူထင်းဆိုရယ်ကောင်းတယ်ပါပါလာပြီ ဲ့ဒါစစ်တပ်နန်းတော်မှာသူတို့အစဉ်ပြေတဲ့နေရာလေးမှာပဲရက်တော်9ရက်ပဲတက်တာခုနကစစ်တပ်နန်းတက်ရှေ့တန်းကိုပို့ကျောင်းအရောက်တစ်ဖက်ဝင်နေပေါ့တစ်ဖက်ဝင်နေလဲတွေ့တွေ့တော့သေးသေးတော့အစဉ်ပြေလို့တွေ့ဒါသူတို့ရေးမြုပ်ဒါကျွန်တော်တို့ဘက်ကလည်းပဲသူတို့ကိုဒါ twin ជីជីတူပြီးတော့ရေးမြုပ်ပေးခဲ့တဲ့ဒါတက်ဖို့မှတ်တမ်းတွေပြီးတော့ final ရှိပါတယ်ဒါကျွန်တော်တို့ဘက်ကမလုပ်ပေးနိုင်တော့လုပ်ပေးတာပေါ့ဗျာသူတို့ဘက်ကအဲ့ဒီအလောင်းကြီးနဲ့ခုံကြီးလောက်ပဲအစဉ်ပြေလို့တွေ့ပြုတ်အော်ပြောရတဲ့သူတွေကိုအမိပြန်တန်းစာမထုတ်ပြန်ပေးဘူးဆိုတော့မတိခင်မှာလည်းပဲ တေတဲ့အထိတိုက်တေသွားပြန်တော့လဲထပ်ပြီးတော့တိုက်ဆိုတော့လက်ရှိအကျောင်းဖက်စစ်ခွေးတက်တဲ့ပတ်သက်သူမှန်မြတော်တော်လေးကိုဆူဆူဝေါ်ဝါဖြစ်တည်နေတာကိုကျွန်တော်တို့မထူးဆန်းစွာတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လည်းမနည်းကကျွန်တော်ဗီဒီယိုတင်ပြတဲ့အပိုင်းမှာအကျောင်းဖက်စစ်ခွေးတက်ကနန္နာဘဝတရေတပတ်သူတော်တော်လေးကိုကျွန်တော်တို့ပြရအုံနေမြေထွေးမှာတောင်းញံနေတာပါဒီမှာရေပေါ်ချန်လေးပြောထားတဲ့အထက်မဲ့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ အခုဆိုရင်ကြာဆုံးများစွာနဲ့အမတာ3လေးလေးကနေပြီးတော့မှတက်ဆင်အဆူလိုက်ပြုံလိုက်ကိုမြေမြုပ်တကြုံနေရတယ်ဆိုတဲ့အကြောင်းကြာတိနေရတာပဲဖြစ်ပါတယ်ဒီကောင်ရီယာဆိုတော့ကျွန်တော်တို့ဒီ9ရက်4ပဲတင်တန်းဆင်ပြီးတော့ပါနော် line ပေါ်မှာကျွန်တော်တို့ PDF တွေကိုစင်ခေါ်အောင်နဲ့အုပ်စုတွေဖြစ်ပြီးတော့မှဟုတ်ဆိုရင်တော့အဖွဲလိုက်ကိုမျိုးစာဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီ PDF တွေကနေပြီးတော့မှတော့မှတကြုံပေးရတာတွေရှိနေတယ်ဆိုပြီးမှထလောင်းတိရှိရတာပဲဖြစ်ပါတယ်ဒါတွေကိုကြည့်ချင်အဖြစ်နောက်ဒီအပတ်စဉ်တင်တန်းတွေစီနေတယ်ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပြီးသူစစ်လေးတွေအရဆိုတော့တတိယရရှိပြီးတော့မှကိုယ့်ကိုဘယ်လိုမျိုး စေခိုင်းနေလဲဆိုတာကိုတတိချက်တင်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ထည့်ရရှိတွေကတော့ကျွန်းတဘောသူဖွဲ့ဆစ်ဆန်နေတာဖြစ်ပြီးတော့မှဒီတတွင်းမှာဆွန်လက်ပေါ့နော်အချင်းချင်းဖိနေရိုင်းနေမှုတွေပြီးတော့မတက်ဖြတ်မှုတွေအထိကျွန်တော်တို့နေ့စဉ်နဲ့မြတ်တတင်းတွေကြားနေရတယ်မို့ဖြစ်နိုင်တယ်ဆိုတော့တီတရားလေးတွေကပ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေဘက်ကိုအလီမြန်ဆုံးကုပြောင်းခုံလုံးတင်နေပြီဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှတိုက်တွန်းပြောလိုပါတယ်ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချုံမင်းမြတ်နေပြီးတော့မှထိုင်းရောက်ကိုစီပါဝင်ချန်တဲ့တော်လိုင်းရေးသမားတွေကိုဘယ်လိုမျိုးအားချောင်စင်ခေါ်ထားမလဲဆိုတာဆက်ကြည့်လိုက်ရအောင်နော် ထိုင်းမှာရောက်နေတဲ့ဟိုစီတူအဲကောအဲကော online ပေါ်နေတက်ပြီးတော့တခါတည်းဟိုအားရပါးရပြောနေတာထိုင်းနိုင်ငံမှာအခြေစိုက်ပြီးတော့မြန်မာနိုင်ငံရဲ့အချမ်းမြန်မာနိုင်ငံမှာအချမ်းဖက်လှုပ်ရှားမှုတွေလုပ်တယ်မကြသေးခင်ရပိုင်းကဟိုရေဘလူးလူမျိုးအချမ်းဖက်သမားကိုတွားပြီးတွေ့ဆုံမှုလုပ်တယ်အဲ့တော့ဒီကောင်ကအချမ်းဖက်မှုတွေကိုအားပေးလှုပ်ဆောင်တဲ့သူဖြစ်ပြီးတော့အချမ်းဖက်သမားဖြစ်နေပြီဆိုတာမျိုးနဲ့ပတ်သက်ပြီးတော့ဒီကောင်အချမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့ interpol ကနေတဆင့်ဖြစ်ဖြစ်ထိုင်းရဲတွေမှာဖြစ်ဖြစ်တွားပြီးတော့မြန်မာနိုင်ငံစံထိုင်းတိုင်ရောင်းလူတွေအမှုတွားဖွင့်တယ်အမှုတွားဖွင့်ထားလို့ရှိရင်ထိုင်းရဲတွေအဲ့အမှုတွားကိုကြည့်ပြီးတော့တိဆောက်လို့ရရဲဆိုရင်အဲ့မှာအဲ့ကောင်စီသူရှိနေတော့ဖမ်းပါ ဲ့လိုလောက်အောင်အဲ့အဲ့ထိုင်းမထိုင်းရစီသူဆိုတော့အဲ့ကောနော်ခင်ဗျားတို့လည်းကိုစီကိုစီနဲ့ပြောတယ်ကောအဲ့ကောကိုစီကိုစီနဲ့လူကြီးတော်ကလူကြီးတော်ခင်ဗျားကိုလူယုံမပါဘူးလူကြီးတော်လူယုံမပါဘူးငါဟိုဟိုဘလို့မှရုပ်ကလူယုံကိုမထွက်တယ်ကောဟိုဝတ်စားတန်းတန်းပြောဖို့လည်းလူယုံမထွက်ဘူးအဲ့ဒီကောအဲ့ကောနော်အဲ့တော့ဒီကောင်လေးအဲ့လိုမှုဖွင့်ထားတယ်နောက်အဲ့မှာရောက်နေတဲ့ဟိုအောင်တော်လို့အုပ်စုလေးအဲ့ဒါတွေကိုလောက်ကောက်ပြီးမှုဖွင့်လိုက် ထိုင်းတန်မှာရှိတဲ့မြန်မာတန်ရုံကအမှုဖွင့်လို့ရတယ်ဗျမြန်မာတန်ရုံကဖွင့်ဖို့မဖွင့်ထိုင်းမှာရှိတဲ့မြန်မာ community ကတချို့ပုံကိုတွေကအမှုကောက်ဖွင့်လိုက်လို့ရှိရင်ထိုင်းမှာအမှုတွေဆွဲပြီးအဲ့ကောင်တွေကိုမြန်မာနိုင်ငံကိုဂုဏ်ပြုညွှန်းနှောင်းလုပ်တယ်ထိုင်းနိုင်ငံကိုခြေစိုက်ပြီးလုပ်တဲ့အတွက်ထိုင်းနိုင်ငံခြေစိုက်ပြီးမြန်မာနိုင်ငံမှာဂျပန်ပုံတွေလုပ်တဲ့အတွက်ထိုင်းကဂျပန်ဘက်ကလက်ခံထားသူဖြစ်တယ်ဆိုတော့မျိုးကောက်ချက်ဆွဲပြီးတော့အမှုဖွင့်ပြီးတော့တခါအမှုတိဆောက်ပြီးတော့ချိန်နေတိုင်းပြီးတော့အမှုတိဆောက်အမှုဖွင့်ထားရင်ခင်ဗျအဲ့ဒီကောင်တွေကောင်းကောင်းမနေရအောင်ဒါပေမဲ့ကဲဆောက်ပေါ်တော့အော်ဒါနဲ့တည်းချာမလုပ်ဘူးထိုင်းမှာရောက်နေတဲ့ဒီအကောင်တွေကိုစောင့်မြေကလို့ကြည့်မြင်ရတဲ့ community မြန်မာ community ကလည်းဒါမျိုးမလုပ်ဘူး။ဘာလို့လဲဆိုတော့လောက်အောင်လည်းသူ့မှာနောက်ခံ background မရှိတော့မလုပ်ချင်ကြဘူးပဲ။ပြီးတော့ဒီအကောင်တွေကလည်းလုပ်လေခုနကလည်းဟို ဒီကောင်တွေသွားလုံလဲမစင်ပုံနဲ့ဝေးဝေးရှောင်ခြင်းတလုံးမျိုးပဲဒီကောင်တွေမစင်ပုံလို့တတ်မှတ်ပြီးဝေးဝေးရှောင်ခြင်းညရှောင်ခြင်းကြတာလားတော့မသိဘူးဒီချိန်ဒါမျိုးမှဒါမျိုးမှအာနာပိုင်ဖွဲ့စည်းနေနေရတော့ထိုင်းတန်ရုံထိုင်းမှရောက်တယ်ဒီမှာတန်ရုံကတော့အမှုဖွင့်တင်တယ်ဖွင့်လိုက်တင်တယ်လို့ကျွန်တော်တိုက်တွန်းခြင်းခရောင်တော့ဖွင့်တင်တယ်အောင်တော်တို့အုပ်စုတွေအောင်နောက်တစ်ခါကိုဟိုစိန်သီးတို့အဲ့ကောင်တွေအကုန်ဖွင့်ရမှာအောင်တော်တို့စိန်သီးတို့နောက်တစ်ခါကိုကိုပေါက်ကိုပေါက်တော့မရှိကိုပေါက်တော့မရှိတော့ပြအောင်တော်တို့စိန်သီးတို့အကုန်အကုန်အမှုဖွင့်ပြရမှာနောက်ဟာငါးကောင်တို့အဲ့ဒီကောင်တွေကိုအမှုဖွင့်ပြရမှာအမှုဖွင့်ပြလိုက်တော့မှအနည်းဆုံးတော့ဒီကောင်ထိုင်းနဲ့ဝင်လိုက်ထိုင်းရဲတွေကကောက်ဖမ်းလိုက်မှာကောက်ဖမ်းလိုက်တာဖမ်းပြီးတော့မင်းတို့ကမှအမှုဖွင့်တာလေလာမင်းရင်ဆိုင်ဆုံးပြီးရင်ဆိုင်ခိုင်းမှာ ဲ့ဒါလုံးတင်တယ်နောက်တင်နိုင် NUG ရောင်းတွေပါကောက်ပြီးတော့အမှုဖွင့်ပလိုက်ရမှာဒီကတော့အမှုဖွင့်ပလိုက်မှာအဲ့ဒါဟိုမြန်မာဘက်ကအမှုဖွင့်တော့ထိုင်းဘက်ကလူတွေကမှုမှုမရှိတော့သူကအမှုမတိဆောက်ဘူးမတိဆောက်တော့အေးဆေးပဲအမှုတိဆောက်ပြီးတော့ဖွင့်ရင်ထိုင်းရဲတွေကတနည်းနည်းတော့တစ်ခုခုတော့လောက်ရတယ်အဲ့တော့မြန်မာဘက်ကလူတွေဘာလို့အမှုမဖွင့်လဲကျွန်တော်စဉ်းစားလို့မရတာအမှုဖွင့်တဲ့နေလို့ကျွန်တော်တိုင်တုံးချင်းเนาะအဲ့ကြုံလို့ပြောတာပါထိုင်းမှာကိုဆန္ဒပြတဲ့ဟိုနှောက်တောက်အောင်တော့ဟိုဒါခွန်အမှုခွန်အမှုနဲ့ဆိုတော့တွေ့တာကြည့်ပေါ့အဲ့တော့အဲ့ဒါလုံးလို့ရတယ်ဆိုတော့ထိုင်းကစပြီးတော့ခင်ဗျားတို့ မိတူပေးနေတာတိုင်းမှာရှိတဲ့မြန်မာတန်ယုံကအလုပ်လုပ်ဖို့လိုပြီလို့တိုက်တွန်းချင်တယ်ပြီးတော့မြန်မာနိုင်ငံမှာရှိနိုင်ငံတိုင်းဝန်ကြီးဌာနကလည်းအဲ့မှာရှိတဲ့မြန်မာတန်ယုံကိုလှမ်းပြီးတော့ညွှန်ကြားချက်ပေးပေးလို့ရနေပြီပေးလိုက်ပြီးတော့ရောက်နေဖွင့်လို့ရရလို့ကြားတယ်အဲ့ကောင်တွေနဲ့ပတ်သက်ပြီးတော့အဲ့ကောင်တွေပြောခဲ့တဲ့ရုပ်သံဖိုင်တွေဗီဒီယိုတွေမှတ်တမ်းတွေထောက်ထားတဲ့အချက်တွေကိုဆွဲဆုပ်စားထုတ်ပြီးတော့အဲ့ကောင်တွေပြောတဲ့စကားလုံးကဘယ်စကားလုံးကဘယ်စကားလုံးကအကျန်းဖက်သမားဖြစ်တယ်ဘယ်စကားလုံးကထိုင်းနိုင်ငံပုံထိုင်းနိုင်ငံကိုဂုဏ်သိက္ခာတိကျစီတယ်မြန်မာနိုင်ငံနဲ့နိုင်ငံချစ်ချစ်ပြပြစီတယ်စသဖြင့်ပေါ့ဗျာခင်ဗျဆွတ်ထုတ်ပြီးတော့အချက်တွေဆွတ်ထုတ်ထုတ်ပြီးတော့အဲ့အချက်တွေအဲ့ချက်ကြောင့်ဒီကောင်တွေမှုဖွင့်ပါတယ်ဘာလို့ခင်ဗျားတို့နိုင်ငံတွေရောက်နေတယ်ကျွန်တော်တို့ကမြန်မာမှာလည်းမှုဖွင့်တယ်ထိုင်းမှာလည်းအဲ့ဒီမှုကိုထပ်ဖွင့်တယ်နှစ်နှစ်ညာဖွင့်ရမှာ ไอ้กองนี่200ผ่นไปแล้วผ่นไปแล้วญาติมาก็ไม่ผ่นท่าเลยท้ายมาก็ผ่นท่าไอ้กองนี่ปิ้มไม่รู้ดีกองပြောတာကိုကြည်ပြတာနဲ့ကိုစီတောင်းမတော်တော်လေးကိုရည်ချင်သွားမှာเนาะအခုဆန်တော့ကျွန်တော်အလုံးကြားထားတဲ့အတိုင်းပဲထမ်းရောက်ကိုစီပါဝင်ကြံတဲ့တော်လိုင်းရဲ့သမားတွေအလုံးကိုစစ်ကောင်စီနဲ့ဘောမရုတ်ကလေးတွေကနေပြီးတော့မှဖမ်းဆီးအရေးယူနေဖို့ဝိုင်းဝန်းစူးစမ်းနေကြတာမလို့ကျွန်တော်ဘက်ကနေပြီးတော့မှလည်းဒီတော်လိုင်းမှာထဲထဲဝင်နေပူပေါင်းရမယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းထဲနေဘက်ကနေပြီးတော့မှကျွန်တော်တော်လိုင်းရဲ့တွေအများဆုံးထောက်ပို့စနစ်နဲ့လည်းလွတ်ဆောင်ထားတာမလို့ပေါ့နော်စစ်ကောင်စီနဲ့သူတို့နဲ့ပတ်သက်သူမဘာသာအနယ်ဝင်အုပ်စုတွေအလုံးကနေပြီးတော့မှ ထိုင်းမှာရှိနေတဲ့ထောက်ပို့စနစ်ကိုအသေးအတန်ဖြည့်ဆည်းဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့မျိုးဘက်ပြည်သူတွေကနေပြီးတော့မှသိရှိပြီးတော့မှအချင်းချင်းဥချင်းကပို့ပြီးတော့မှစီလုံးမှုကိုပြသရမယ့်ချိန်ပဲဖြစ်ပါတယ်။ဒီကြောင့်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးဘက်ပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့အရေးချုံဓမြဖို့ပေါက်ကတော့နေပြီးတော့မှသူတပည့်ပြူစော်တိမျိုးစော်လောင်းလေးတွေအတွက်ရေခါပို့ဖို့ပြင်ဆင်နေတဲ့ဆိုတဲ့အကြောင်းကိုဘယ်လိုမျိုးရှိပြီးတော့မှပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ါတာအဲ့လိုချင်းတဲ့လူတွေကတိုက်တယ်သူတွေလည်းဆိုလို့ရှိရင်ဟုတ်လားဟိုတေးလေးကဟိုတေးလေးကကြားဘူးငါးတဲ့ဟိုဆန်ရှာမီတာစုကလည်းငါးတဲ့ဒီဘူးတွေကဆိုရင်ဘုံလုံးခန်းမွေးတော့ဒါမီတာစုကဘုံလုံးခန်းမွေးကနေမှလည်းဘူးအားလုံးဖြစ်တယ်ဘုံလုံးဘူးအားလုံးဆယ်ရင်းဘူးဆယ်ရင်းဘူးတူတယ်နော်ဒါဆယ်ရင်းဘူးလို့လည်းကိုကျူးကလည်းဒါတော့ကိုကျူးမီတာစုကလည်းဆယ်ရင်းတူတယ်နော်ဒါကိုကျူးကကျွန်တော်ဘုံလုံးဆယ်ရင်းတူတယ်ဘုံလုံးပေါ်တော့ငါးတဲ့တော့ ရတယ်ပေါ့ဗျာ90လောက်တူရတယ်ပေါ့နော်ဒါဥပဒေနဲ့ကြားမှာလည်းဖိတ်ပြမလို့ပေါ့နော်ဒါတော့ဒါတော့ချိန်နဲ့လို့လူတွေကနေမှဝင်ဝင်ပြီးမှလှူတဲ့ဒါကောင်းနေတဲ့လို့ကျိုးမှုလို့ဒါဖွဲ့ရတယ်ဟုတ်လားဒါဥရေရှိတစ်ခေါက်သွားပြီဆိုလို့ရှိရင်ဒါခံရတော့ကိုယ်တို့လည်းခံရမလို့ပါဘူးဒါကြောင့်ရှိသွားမယ်ဗာကြည့်မယ်ဗာကြည့်မယ်လို့ကိုပြောလိုက်ခါနဲ့ပဲဒါဘယ်တော့ကုန်မလဲဖရားဆိုတော့တို့တွေဝင်ဝင်ပြီးမှဒါလူပြချင်းဖြစ်တယ်ကနော်ဒါဒီတစ်ခုလည်းမဟုတ်ပါဘူးဗျာနော်ဂျန်နဲ့အခြားအခြားပစ္စည်းလေးတွေပါလိုက်လိုက်တာအမ်ဒါမျိုးဆိုလို့ရှိရင်ဥဒေါင်းဆိုရင်ဒါမျိုးနဲ့ ရနိုင်လောက်ကဆက်တာပြတ်တယ်။ဆက်နေလောက်ကနေချက်ပြီးမှဒါ၃နိုင်ွယ်၄နိုင်လောက်ကနေဖားပြီးမှဒါလောက်ရတာကြီးတာပြေနော်။ဒါဘာရောက်ပြီးမှဒါပို့သွားမှဖြစ်ပါတယ်။အဲ့တော့ဘာပြောတော့ဦးဇင်းတို့တပ်မတော်သားတွေစိတ်ခင်အားတွေရှိမှသာလဲတပ်မတော်သားတွေစိတ်သက်သာရှိနေဦးဇင်းတို့တပ်မတော်ချင်းမြန်တို့များအနေနဲ့ကဒီချိန်မှာလုပ်ပေးရမှာပဲဗျာနော်ပြုလုပ်ပေးရမှာဖြစ်တယ်ဟာဘာဖြစ်တယ်ညာဖြစ်တယ်ဒီချိန်မှာအတိပြောရမယ့်ချိန်မဟုတ်ဘူးဗျာနော်အဲ့တော့ရှေ့လျှောက်လဲအောင်ပွဲအလီကြီးနဲ့ဒါဆင်နွှဲမှာဖြစ်ပါလိမ့်ဗျာနော် နောက်တစ်မတော့ကျင်းညံ့တော့သူများတည်အောင်ဒီချိန်မှာစီလုံးကြပါရင်းရွကြပါလို့ဦးဇင်းကတော့ပြောချင်ပါလေကနော်အပြည့်ဒီဟာဘယ်နေရာတော့ဘယ်လိုဖြစ်ကြတာဦးဇင်းတို့လည်းငွေကတော့ပြောခဲ့တယ်ကနော်အဲ့တော့ခုနေရာဘယ်လိုဖြစ်တဲ့နေရာဒီလိုဖြစ်တဲ့ပြောမယ်အစားဒါဦးဇင်းတို့ဒီခင်းင်းနဲ့တော့ဒါကတဲ့တော့မစီမာတို့ BBC တို့ဗျာအကုန်လုံးတင်းခါနာဘလူးရဲ့ဘက်ကပါစပ်စပီကာပြည့်ခဲ့တည်းရတော့ဟာစိတ်တပိုင်းခွင့်ရဆိုတော့ဟာလူလူတွေမရှုံးသူတို့တွေကတော့မတင်စစ်စားတာလို့ဘယ်နာနိုင်မလို့ဦးနာနိုင်မလို့ဆိုတော့ဝါရတွေကတော့ရှေ့ရှောက်ဖြန့်နေအောင်ပါပဲเนาะဒီဝါရတွေမိုင်းနဲ့ကိုယ့်ဘက်ကမယုံဘူးကိုယ့်ဘက်ကလည်း မမငငမင်းတင်ပါဘယ်နေရာဘယ်အမတော်နေတာဘယ်နေရာလိုက်နေရဘယ်နေရာဖြစ်နေဘယ်နေရာတိတ်နေဆိုတော့ဟာလေးတွေပဲဒါဦးဇင်းကခုပြောတဲ့အရာလေးတွေပဲအမှန်တရားအတိုင်းပဲဒါရှင်းပြီးမှကုကုကုပြီးမှတင်တာလေးဒီလိုတွေပြည့်ရပါရဲ့နော်အားလုံးဒါလေးပြောချင်လို့ဆိုအားလုံးဒါပါမပေါ်တော့အခုဆိုရင်တော့ဗနာရှေ့တန်းရောက်နေတဲ့သူရဲ့ဒီမျောစာလောင်းလေးတွေတဲ့ရေခါပြင်ဆင်ပေးနေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာဖြစ်ပြီးမကြခင်မှာဒါသူ့အနေနဲ့ဗနာစစ်ကောင်စီရဲ့လွဲတွေနဲ့ပတ်သက်ပြီးတော့မှပေါ်ပွဲပြောဆိုမှုတွေလည်းရှိလာမှာပဲဖြစ်ပါတယ်အခုချိန်ကတော့မျောလိုက်ပါဝင်ကြံတဲ့ဒီသူရဲ့ဘောပါကြီးတွေကို ဖိုင်ရပြတော့မှပြောဆိုနေတာဖြစ်တဲ့အတွက်ဒီကောင်ကတော့ဒီစော်ပေါ်ရင်ဖမ်းဆီးခံရတာတော့မှပေါ့နော်ရေလုံးလုပ်ပိတ်ပြတော့မှတောင်ထဲဝင်ရတာကောင်းတယ်ဆိုတော့ဒီမှာဘာသာကောင်းဆောင်ပဲဖြစ်ပါတယ်ဆိုတော့ဒီတက်မီတာစုံအနေနဲ့အောက်ခြေမှာရှိနေတဲ့ဒီစစ်ကောင်စီပြူစော်တီလောင်းလေးတွေအနေနဲ့ဒီစော်ပေါ်ရင်ပေါဝင်ကျန်တဲ့ဒီစကောင်စီကိုထွက်ခွာมาတဲ့ဆိုတော့အုပ်စုတွေအခုလိုမျိုးကျင့်ကြပြီးတော့မှာပေါ့နော်ပြည်နေနေစင်အခါနေရတာကိုကြည့်ချင်အဖြစ်နမူနာယူပြီးတော့မှာဒီစကောင်စီနဲ့ဖစ်စစ်အာဏာရှင်လူတို့စုတွေကဘယ်လောက်ထိဆိုးရွားနေလဲဆိုတာကိုသိရှိသိနေတာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အဘာသမီးတက်ကုန်းမကနေပြီးတော့မှပြပမရောက်နေတဲ့ဘောမမောင်မောင်ကနေပြီးတော့မှသူတို့တက်မီတာဆိုးနေချင်းချင်းတွေ့ခဲမှုတွေလှုပ်ဆောင်နေတယ်ဆိုပြီးတော့မှပြောဆိုထားတဲ့အားလေကျွန်တော်ကြည့်လိုက်ရအောင်နော်တောက်ဖြူတဲ့ရင်နေပေါ့အဲတားရီတားရီပွာလာတန်ပြီးတော့ဟိုတက်မလို့ဆောက်သုံးမကြောက်ဘောကြောက်ဖြူမှာဘလူးကြနေရယ်ပေါ့ဘလူးတွေကလက်နဲ့ချတယ်လို့ဘာလို့ရှောက်တကယ်ပဲလေနော်အဲ့မှာအမှန်ကန်ဆုံးတဲ့ရင်ဌာနကအခုမနေ့ညအထုတ်လွှင့်သွားပြီကွနော်အဲ့မှာကြည့်လိုက်ကြောက်ဖြူတဲ့ရင်နေ ကျမတို့လည်းအဲ့ကြောက်ဖြူအကြောင်းနေကျမဟိုးတင်နေရတစ်ခေါက်ပြောနေလေအဲ့တည့်ရပဲသိရတာနောက်နေ့တွေမသိရတော့ဘူးကြောက်ဖြူမှာစစ်ချောင်းသုံးချောင်းထိုးပြီးတော့ပေါ့ဘလို့လောက်တယ်ဘာညာအဲ့လိုပဲကြားရတယ်အဲ့နောက်ထပ်နောက်ထပ်သတင်းတွေမရှိဘူးမကြားရဘူးအနောက်ထပ်နောက်ထပ်သတင်းတွေရနေအဲ့ဒါတပုံဘက်ကပေးတဲ့သတင်းပဲအစိုးရနဲ့ဒီဘက်အဖွဲ့တွေကဖုန်းလိုက်မမိဘူးလေအဆက်နဲ့ဆိုလဲသူတို့ကဘာမှမလုပ်လဲသတင်းပေးရအောင်တက်တီတက်လောက်သတင်းတွေကို မြန်မာပြည်ထဲကလူတွေကဒေတာခံတွေအနီးနားပတ်ဝန်းကျင်ကဒေတာခံတွေလို့မြင်ရတဲ့လူတွေပေါ့ပြီးလို့ရှိရင်တခြားပေါ့အရေးကြီးတဲ့အဖွဲ့အစည်းတွေကမသိဘဲနဲ့နိုင်ငံခြားကလူကပဲတည်နေတယ်ဆိုဖြစ်နိုင်မှာမလားပြီးရင်တုံးလေးလေးတက်ကတရင်မှုကြသွားတယ်လို့ဘုံမူကြီးတယောက်ကြသွားတယ်လို့မဟုတ်ပါဘူးရှင်တဖြည်းဖြည်းနဲ့တက်ကရှုံးတယ်တက်ကလည်းနဲ့ချတယ်တက်ကထွက်ပြေးရတယ်ဆိုတဲ့ဟာမျိုးတွေကြီးစက်တိုက်လွှင့်လာတာတိတ်မဟုတ်တော့ဘူးရှင်အဲ့လို့ သတင်းတင်ဆက်တာကောင်းပါလေအမှန်တိုင်းဆိုရင်တော့ကောင်းတာပေါ့နော်အဲပြီးတော့စစ်တပ်ထဲဝင်ရင်တည်ရမယ်စစ်တပ်ထဲကိုတပ်သားတွေစုဆောင်းခံရရင်တည်ရမယ်အပြစ်မနေရင်မတည်တော့ဘူးလား PDF ထဲဝင်ရင်မတည်ဘူးပေါ့တပုံထဲဝင်ရင်မတည်ဘူးပေါ့အဲ့လိုပုံစံမျိုးဖြစ်အောင်ပြောနေတက်မတော်သားတွေကိုသူ í ခွဲနေရအတိတ်သားကြီးတက်မတော်သားတွေနဲ့လူကြီးနဲ့အောက်ကအထက်လူကြီးနဲ့အောက်ကအောက်ခြေစစ်သားတွေကိုသူ í ခွဲနေပြီတဖြည်းဖြည်းနဲ့အစကလေးကစစ်သားဆိုတာအစကလေးကဒါမျိုးဆိုတာလူတိုင်းကသိပြီးသားကျမပြောသလိုပဲစစ်တပ်ထဲမှာအရင်လာဝင်နေကြည့်လိုက် သဘောတရားကိုသိသွားအောင်လို့အပြင်ကနေလမ်းကြည့်ပြီးတော့မင်းတို့အပေါ်ကလူတွေကဘလို့စားတယ်အောက်ခြေကစစ်သားဘလို့ငက်နေရတယ်မဆိုင်ဘူးမဆိုင်ဘူးတအူးတယောက်မကောင်းတဲ့လူတွေပါနိုင်တယ်ကောင်းတဲ့လူတွေလည်းအများကြီးရှိတယ်အခုဟာတက်မတော်သားငယ်သားတွေနဲ့လူကြီးဟောအထက်လူကြီးတွေကိုတွေးခွဲနေတယ်ပြီးလို့ရှိရင်ပြည်သူလူထုကတက်မတော်ကစောက်တုံးကြတဲ့ကောင်းလေးကြီးလို့ထင်ရအောင်လို့တစ်ချိန်လုံးလက်နဲ့ချရတယ်ကြည်ပဲဟုတ်တယ်အရင်တော့က တိုက်ပွဲတွေအတွေ့အကြုံမရှိဘူးကြောက်လို့လက်နဲ့ချတယ်ဟုတ်တယ်ဒါဒုတိယအကြိမ်ဖြစ်နေပြီလေလက်နဲ့ချတယ်မဖြစ်နိုင်တော့ရင်ထဲမှာလူတိုင်းကိုစီစိတ်တွေဘလို့စိတ်တွေဖြစ်နေလဲဆိုတာသိလို့လားဒီတကောမာတော့တော်တော်လေးပေါက်ခွဲပြောဆုံးနေတာပါနော်ခုဆိုရင်ပြောင်းကြည့်တော့တရင်မာတွေပဲလွတ်နေပြီတော့မှသူတို့တက်မိသားစုအနေနဲ့အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားထဲမှာတိခွဲတက်ရှင်မှုတွေလွတ်ဆောင်နေတဲ့စပရောမှာအချင်းချင်းရိုးကဲနေကြတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြာဆုံးတဲ့တွေနဲ့ပတ်သက်ပြီးတော့မှ သူတို့တရင်မှလဲတွေတည့်ရမယ်လို့မျှော်လင့်ပါတယ်ဒါကတော့ပေါ့နော်ကျွန်တော်တို့ဗီဒီယိုမှာရှိနေတဲ့မဘာတောက်ဆူတွေနဲ့စစ်ကောင်စီကိုအပြေအမြောက်လုပ်နေတဲ့ဘောမရိုးခက်လေးတွေကနေပြောမှာစစ်ကောင်စီရဲ့ကြာဆုံးမှုတွေကတကယ်မဟုတ်ဘဲနဲ့အခုဆိုရင်တော့ကြောက်ဖြစ်မျိုးမှလည်းချင်းနေတော်တော်လေးကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂျင်းထက်ပြီးတော့မှပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒါတွေကသူတို့ရှုံးလာပြီဆိုတာနဲ့လိုလေလိုထားရှိတဲ့ပေါ့နော်အကွက်တွေဖြစ်တော့မလို့မိဘပြည်သူတွေကနေပြီးတော့မှတတိမှတရှိထားတဲ့အတွက်ကြောင့်မလို့လုံးဝစိတ်မပူဘဲနဲ့ ကျွန်တော်တို့ဘက်ကနေပြန်မှတက်နေတမရဒီတော်လိုင်းမှာတော်လိုင်းတဖုံတွေနဲ့ရှေ့တန်းရောက်နေတဲ့ကျွန်တော်တို့ပြည်သူတော်လိုင်းတဖုံတွေကိုဒီတပိုမှာကုညီထောက်ပံ့ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီတဖုံတွေရဲ့အကြဆုံးခန်းဆိုတော့ကျွန်တော်တို့တဖြည်းဖြည်းရုံလုံးပေါ်လာတာမလို့မြို့ပပြည်သူတွေအနေနဲ့ခုကလေးကအချင်းချင်းစီလုံးညွှန်ဆောင်နဲ့တော်လိုင်းတောက်ဖို့စနစ်နဲ့ပဲဖြစ်ဖြစ်ဝိုင်းဝန်းပြတော့မှစူးစမ်းကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့နေခင်မတစ်ဖက်ဗီဒီယိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမချင်တဲ့ပြည့်စုံပြီးတော့မှ တာရဲချန်နယ်နေ့တိလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ခေါင်းတောင်းပေးလိုက်ပါတယ်